အဆောင်တစ်ခုထဲမှာကလေးတငယ်ကအစာတက်ကြီးရိုးအပါဝင်လူတွေအစုအပြုံလိုက်နဲ့ဖြစ်တယ်လို့နေထိုင်နေရတဲ့ဒီမြင်ကွင်းကတော့ရခိုင်ပြည်ကြောက်တော်မြို့နယ်ကကျေးရွာတစ်ခုမှာဖြစ်ပါတယ်သူတို့ရဲ့ဇာတိဟာစစ်တွေပုံတော့ကြံပေါတော့စားတဲ့နေရာတွင်ကဖြစ်ပြီးစစ်ပွဲရဲ့အကျိုးဆက်ကြောင့်မိမိနေရမှာမနေရတော့တယ်လို့ ကျောက်တော်မြို့ပေါ်ကမဟာကံကြီးရှင်မိရထားဘူတာနေဘူခံစရက်စစ်ဆောင်စခန်းအသီးသီးမှာနေထိုင်ခဲ့ကြတာပါဒါပေမဲ့လေမေလအစ်၄ရက်နဲ့၁၅ရက်မှာသူတို့နေထိုင်ရာကျောက်တော်မြို့ကိုစစ်ကောင်စီက လေကြောင်းဘုံကျဲခဲ့တာကြောင့်စစ်ဆောင်စခန်းတွင်ကိုဆွတ်လွတ်ပြီးနောက်ထပ်တပံယာယီစစ်ဘေးဆောင်အဖြစ်နဲ့အခုနေထိုင်တဲ့နေရာကို ရောက်ရှိလာခဲ့ကြတာပါဇာနဝဇာနဝတာ ပေါ်ဝေးအငငမမနီလူကြောက်တော့လို့မလုံးစတခုစားဘလို့လူလာခဲ့စမှာပြပြပြနေဒုက္ခဖုန်ခါလေးခါခံပြရပါရအရှာဤခေါလာတော့ဒီကောက်ပွန်ပါအယောင်လေးပဲလာဝေးလာကောပခံပြရပါရညဟာကပဲမဘိပါသင်ကလေးအဘိလက်စားတလားမူခင်းလားပဲကာဝေးလာရှာရဟာကဆက်တက်လာရှာစားပါဘောက်ကလုံးနဲ့ပထဘိမပါပြနေထဘိကြွဲကြင်ခိုင်း ကြလာဟာဆလာနတုဆဆအခုတုဆဆောက်ကြီးထားလို့ဘယ်ဘောင်တိမမခန့်ရှိရောက်ခန့်ဆိုင်လူရစာတူပေါ်တဲ့ဖလာအောက်ရှိမှာထုံးမပုံးအင်းနမပုံးဆဖို့ကအောင်မပုံးစစ်ဘေးဆောင်တွင် အပါဝင်မြို့ခံလူ၈ဦးတည်ဆုံးပြီး14ဦးထက်မနည်းဒဏ်ရာရရှိခဲ့တဲ့ကြောက်တော်မြို့ဘုံကျဲတက်ခိုက်ခံရမှုဖြစ်စဉ်မှာအသက်လူထွက်ပြေးလာရတဲ့အကြောင်းကိုဒေါ်ဝိုင်းမရှိကပြန်ပြောပြသွားတာပါဒေါ်ဝိုင်းမရှိဟာအရင်က ကျောက်တော်မြို့မဟာကံကြီးရှင်စစ်ဘေးရှောင်စခန်းမှာ နေထိုင်ခဲ့သူတဦးလေးဖြစ်ပါတယ်တကယ်တော့ကျောက်တော်မြို့ပေါ်မှာရှိတဲ့စစ်ဘေးရှောင်စခန်းတွေမှာစစ်တွေဘုံတော်ကျွန်းပေါတော်စတဲ့မြို့နယ်အသီးသီးကနေလူရဲထောင်ထဲရှိပြီးနေထိုင်ကြပါတယ်ဒါပေမဲ့လည်းဒီကနေ့မှာတော့စစ်ဘေးရှောင်တွေဟာလေကြောင်းအန္တရာယ်ကိုစိုးရင်လို့ထွက်ပြေးတိမ်းရှောင်လာခဲ့ကြတာလည်းဖြစ်ပါတယ်နေရာအတီတကြအသက်အာမခံဆက် တဇက်မမရှိတဲ့ရွှေပြောင်းဒုက္ခတဲ့စပေးဆောင်တွေဟာစိတ်ပန်းဆန်ရာရုပ်ပန်းဆန်ရာစိတ်တန်ရာတွင် ပြည့်နှက်နေပြီလို့ယင်ဖွင့်ကြပါတယ်။ဒါအပြင်လက်ရှိမှာစားဝတ်နေရအခက်ခဲကိုလည်းဆူဆူဝါးဝါယင်ဆိုင်နေကြရတယ်လို့ပြောဆိုကြပါတယ်။ဒီလိုရှိတဲ့အလူခဲနေစတဲ့ဒီအာဒီရှူရှူရှိ တော်လိုက်ဘူးစီထမွန်နေမမဲစတီဘယဟုန်တူပိခရိုင်မလို့ခရိုင်ယဟုန်တူတူလိမလို့လေဘောကုစိငါလူပဲဆိုင်ပြီးချက်ဘောဘောတခါပြောင်းဘူးလေတခါလောဘူးလေဒီကူကအိနီယာဝရလို့စိတ်ထဲစိတ်သက်သက်တပိရှိတာဘုကနဲ့ခုမှလာဖဲလာပြီးဘုံချိုင်ဘုံချစီကပါလေသာဖိုင်ဘူးလေငွေဆိုင်ပြီးချက်ဘောတဲ့အပိုင်ကြီးနင်းလားဘလားမတော်ငွေဇာနီတိလောက်ကလေးကိုတိုက်ကိုပြဘူးတို့လွှဲကိုအူတို့ကိုပရက်ရှာနဂိုကလေးကမှစပေးချောင်ဆိုတဲ့စခန်းမှာ တနစ်ရှာတနစ်စားဘဝနဲ့အစင်မပြေမှုတွင်ပြည့်နေတဲ့သူတို့တွင်ဟာအခုတပံရှစ်ပြောင်းခဲ့ရတဲ့နေရာမှာတော့ပိုဆိုးဝါးတဲ့ကြက်တဲမှုတွင်ကိုကြုံတွေ့နေကြရတာမို့သူတို့အတွက်အကူအညီရင်လိုအပ်နေတာလေဖြစ်ပါတယ်လက်ရှိမှာတော့လူတွေပြစ်တိုက်နေတဲ့အဆောင်ထဲမှာကြောက်တခင်းစာနေရာကိုရရှိထားကြပေမဲ့သမင်းနမှန်ရဲ့အတွက်ကိုတော့အပူပင်တွင် ကိုစီရှိနေကြတာပါ ဒါအပြင်ဘင်းနဲ့ဘဲရှင်ဒီအခက်ခဲတွေကလည်းလွတ်မြောက်မလဲဆိုတဲ့အတွေ့အားလည်းသူတို့အတက်နစ်စင်မှန်းချက်နေရတယ်လို့ပြောဆိုနေကြကြောင်းပါခင်ဗျာ